င်္ဂလာပါခင်ဗျရှန်ကိုခစ်တက်ကနေဒီနေ့လေကင်းတဲ့နေ့ကိုတင်ဆက်ပေးပါမယ်ပကိုးတိုင်းကတာယာဝတီပြိုင်မှာအချက်ဖက်စကောက်စီလက်အောက်ခံအုတ်ချုပ်ရင်းမှုတွေတအောင်ရှောက်ကစ်ခတ်ရှင်းလင်းခံရပြီးအသီးသီးတေကုန်ကြတာတွေညလာလို့ဆိုပြီးစကောက်စီကသူတို့စစ်တဲ့လက်အောက်ခံပူစော့ထီတွေကိုလက်နက်တက်ဆင်ပေးပြီးရဲကြီးအုတ်ချုပ်ရေးအဖွဲ့အတွက်လုံခြုံရေးစပေးနေရတဲ့အခြေအနေဖြစ်နေပြီဆိုပါတယ် ပဲဂိုတိုင်းအုပ်တွင်းမြို့နယ်မှာအချက်ဖက်စစ်ကောင်စီအတွက်လူငယ်တွေကိုစစ်မှုထမ်းမှုအတင်းအဓမ္မတပ်သားတက်လိုက်စုနေတယ်။ဥယျာဉ်တော်ကျေးရွာအုပ်ချုပ်ရေးမှုပြည့်အခန့်ခံရပြီးဤပွဲချင်းပြီးကိုသိသွားပြီဆိုတဲ့တဲ့ပါဝင်ဒီနေ့လည်းကင်းတဲ့နေကိုတင်ဆက်ပြပါမယ်။အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ကတော့ပဲဂိုတိုင်းကတာယာဝတီခိုင်မှာ ဂျက်ဖတ်စကောင်စီလောက်ခန့်အုပ်ချုပ်ရေးမှုတွေတောက်လျှောက်ပစ်ခတ်ရှင်းလင်းခံရပြီးအသီးသီးတိတ်ကုန်ကြတာတွေများလာလို့ဆိုပြီးစေကောင်စီကသူတို့စစ်တပ်လောက်ခန့်ပြူစော့တီတွေကိုလက်နက်တပ်ဆင်ပေးပြီးတော့ရဲကြီးအုပ်ချုပ်ရေးအဖွဲ့အတွက်လုံခြုံရေးစပေးနေရတဲ့အခြေအနေဖြစ်နေပြီလို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။ဒါကတော့လက်ရှိနိုင်ငံတော်ကဂျက်ဖတ်စကောင်စီလောက်ခန့်အုပ်ချုပ်ရေးမှုတွေနဲ့ပြူစော့တီတွေဟာ စစ်မှုထမ်းမှုလူငယ်တွေကိုမတရားဖမ်းဆီးပြီးစစ်တပ်ထက်အတင်းအဓမ္မသွတ်သွင်းတာတွေငွေညှက်တောင်းရမ်းတာတွေအပြင်စစ်တပ်အကူနဲ့ပြည်သူတွေကိုနှီးမျိုးစုံဖိနှိပ်ချိန်ချောက်တာတွေလုပ်နေတဲ့အတွက်တော်လန်ရေးတပ်ဖွဲ့တွေကအဲ့ဒီအုတ်ကြီးတွေကိုပြစ်ခတ်ရှင်းလင်းမှုတွေတောင်းလျှောက်လုပ်လာနေရမှာပဲခူးတိုင်းမှာဆိုရင်အုတ်ချုပ်ရင်းမှုတွေနဲ့ပြူစောထိတွေဟာတောင်းလျှောက်ဆုတ်တလို့ပြစ်ခတ်ရှင်းလင်းခံရပြီးအသီးသီးတွေသေကုန်ကြပါလေတချို့ကြေးရွာအုတ်ကြီးတွေဆိုရင်သူတို့နေထိုင်ရနေရာတွေမှာမနေရတော့ပဲတခြားမြို့နယ်တွေကိုထွက်ပြေးတိမ်းရှောင်နေရတာတွေ အုတ်ကြီးယာတုကနေနှုတ်ထွက်သွားတာတွေပါရှိလာတဲ့အတွက်ဘကိုးတိုင်းကကြေးရွာဘက်တွေမှာစစ်တပ်ရဲ့အုတ်ချုပ်ရေးရန်နေရာရက်တန့်လူနှီးပါအခြေအနေထိဖြစ်လာနေတယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်အဲ့ဒီအတွက်အဂျန်ဖက်စကောင်စီတပ်ကသူတို့စစ်တပ်လက်အောက်ခံအုတ်ချုပ်ရေးမှုတွေမကြာခဏပြစ်ခတ်ရှင်းလင်းခံရလို့ဆိုပြီးအခုခါမှာတော့သူတို့စစ်တပ်လက်အောက်ခံပြူစော့တီးတွေကိုလက်နက်တပ်ဆင်ပေးပြီးရဲကြီးအုတ်ချုပ်ရေးအဖွဲ့အတွက်လုံခြုံရေးစပေးနေရတဲ့အခြေအနေဖြစ်နေပြီလို့လည်းဒေသခံပြည်သူတွေကပြောထားကြပါတယ်ခင်ဗျ တစ်ဆက်ထင်းမှာပဲဘကိုးတိုင်းအုပ်တွင်းမြို့နယ်မှာအချက်ဖက်စကောင်းစီအတွက်လူငယ်တွေကိုစစ်မှုထမ်းမှုအတင်းအဓမ္မတက်သားတက်လိုက်စုနေတဲ့ဥယျာဉ်တော်ကြီးရွာအုပ်ချုပ်ရေးမှုပြစ်ခတ်ခံရပြီးရီပွေချင်းမိကိုတိတ်သွားပြီလို့ဒေသခံပြည်သူတွေကရင်ကုန်ခစ်တစ်ကိုပြောပါတယ်ဒါကတော့မတ်လ17ရက်နေ့ညနေပိုင်းကပဲအုပ်တွင်းမြို့နယ်ဥယျာဉ်တော်ကြီးရွာအုပ်ချုပ်ရေးမှုကိုအမိမသိတနန်သမားတွေကဝင်ရောက်ပြစ်ခတ်ရှင်းလင်းသွားရမှာအုပ်ကြီးဟာနေရာမှာပဲပွေချင်းမိကိုတိတ်သွားတယ်ဆိုပါတယ်အဲ့ဒီဥယျာဉ်တော်ကြီးရွာဟာအုပ်တွင်းမြို့နယ်ဒဲကရင်ကုန်မန္တလေးလမ်းဟောင်းဘေးမှာရှိတာဖြစ်ပြီး ပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာပဲရန်ကုန်မန္တလေးလမ်းဟောင်းလမ်းစုံမှာရှိတဲ့အချက်ဖက်စစ်ကောင်စီတပ်သားတွေဟာလမ်းပိတ်စစ်ဆေးဓာတ်တွေလုသွားသလိုပြစ်ခတ်ခံရတဲ့ဥယျာဉ်တော်ကျေးရွာအုပ်ချုပ်ရေးမှူးကတော့စစ်ကောင်စီအတွက်လူငယ်တွေကိုစစ်မှုထမ်းမှုအတင်းအဓမ္မတပ်သားတက်လိုက်စုနေသူဖြစ်ပြီးအခုတော့သေပြီလို့ဒေသခံပြည်သူတွေကပြောထားကြပါလိမ့်ခင်ဗျတက်ဆက်ထဲမှာပဲ ။ဘကိုးတိုင်းကအုပ်ဖို့မြို့နယ်မှာလေလူငယ်တွေကိုစစ်မှုထမ်းရမယ်ဆိုပြီးစစ်တပ်ခေါ်ဖမ်းဆီးခိုင်းနေတယ်။စစ်တပ်အမာကန်တည်င်းပေးပြူစော်တီအေးလွင်ဆိုတဲ့သူပြေခတ်ခံရပြီ။သူလည်းပဲပွဲချင်းမိကိုတိတ်သွားပြီလို့တရားပရိခိုင် PDF ရဲ့တာဝန်ရှိသူတူကရင်ကုန်ခစ်တက်ကိုပြောပါတယ်။ဒါကတော့မတ်လ17ရက်နေ့ကပဲအုပ်ဖို့မြို့နယ်ချောင်းကွာကျေးရွာမှာလူငယ်တွေကိုစစ်မှုထမ်းရမယ်ဆိုပြီးလူငယ်တွေရှိတဲ့နေအိမ်တွေကိုပါလက်ညှိုးထိုးပြပြီးတော့စစ်တပ်ခေါ်ဖမ်းဆီးခိုင်းနေတဲ့ စစ်တပ်အမကန်သတင်းပေးပြီးစော်တီအေးလွင်ဆိုတဲ့သူဟာစစ်ကောင်စီရဲ့ခမရ6တရင်တဲမှာသတင်းပေးပြီးပြန်လာတဲ့အချိန်သူနေတဲ့ရွာထိပ်အရောက်မှာပဲတရားဝရီ KPD တရင်382နှစ်တခွဲလေးရဲဘော်တွေကပွားရောက်ပြစ်ခတ်ရှင်းနေရမှာနေရမှာပဲပွဲချင်းပြီးကိုတိတ်သွားတယ်ဆိုပါလေအဲ့ဒီစစ်တပ်အမကန်သတင်းပေးပြီးစော်တီအေးလွင်ဆိုတဲ့သူဟာဒေါ်လာရဲ့သတင်းတွေကိုပါလိုက်လံစုံစမ်းပြီးစစ်တပ်တရင်တဲမှာပွားရောက်သတင်းပေးနေသူဖြစ်တဲ့အပြင်သူ့ရဲ့သားနဲ့သမတ်ပြစ်တဲ့သူဟာလေစစ်တပ်ထဲကဖြစ်ပြီး သူဟာလူငယ်တွေကိုလည်းမဖြစ်မနေစစ်မှုထမ်းရမယ်ဆိုပြီးတော့ကိုစစ်တပ်ခေါ်ဖမ်းဆီးခိုင်းတာတွေလုပ်နေသူဖြစ်တယ်လို့အခုတော့သေပြီလို့တရားဥပဒေခိုင်ပီဒီအရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာဖတ်ပါလေမကွေးတိုင်းကတောင်တွင်းကြီးမြို့နယ်မှာစစ်မှုထမ်းအကြောင်းပြပြီးပြည်သူတွေစီကနေမတရားငွေညှက်တောင်းရနေတဲ့ညာတော်ကြေးရွာအုပ်ချုပ်ရေးမှုဟောင်းအောင်လွင်ဆိုတဲ့သူတွေပြည့်ခတ်ခံရပြီးပွဲချင်းပြီးကိုတေသွားပြန်ပြီးလို့မကွေးပြောက်ကြတဲ့တာဝန်ခံကိုကန့်ကြီးမောင်ကရင်ကုန်ခစ်တွေကိုပြောပါတယ် ဒါကတော့မတ်လ17ရက်နေ့ကပဲတောင်ရင်းကြီးမြို့နယ်မှာစစ်မှုထမ်းအကြောင်းပြပြီးပြည်သူတွေရှိကနေမတရားငွေညှက်တောင်းရမ်းနေတဲ့ညာတော်ကြေးရွာအုပ်ချုပ်ရေးမှုဟောင်းအောင်လွင်ဆိုတဲ့သူကိုကြေးရွာလမ်းမိုင်းတနေရာမှာတော်လိုင်းရဲဘော်တွေကပြစ်ခတ်ရှင်းလင်းမှုအတွင်တနက်ကြီးနှစ်ချက်ထဲနေတဲ့နေရာမှာပဲပွဲချင်းမိကိုတိတ်သွားတယ်ဆိုပါလေအဲ့ဒီညာတော်ကြေးရွာအုပ်ချုပ်ရေးမှုဟောင်းအောင်လွင်ဆိုတဲ့သူဟာစစ်တပ်အမာခံထောက်ခံသူဖြစ်တယ်လို့စစ်တပ်နဲ့ပေါင်းပြီးတကောင်စင်းကောက်တာတွေစစ်မှုထမ်းတပ်သားတွေလိုက်စုတာတွေလုပ်နေုံနဲ့မကား စစ်မှုထက်အကြောင်းပြပြီးပြည်သူတွေစီကနေပါမတရားငွေညှက်တောင်းရန်ဓာတွေလုံနေသူဖြစ်တယ်လို့အခုတော့သေပြီးလို့မကွေးပြောက်ကြတက်တာဝန်ခံကိုကန်ကြီးမောင်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့စကိုင်းတိုင်းကရွှေဘိုနဲ့ပလဲမြို့နယ်တွေမှာအကြံဖက်စကောင်းစီတပ်သား၄ဦးဟာလက်နက်တွေနဲ့အတူတော်လိုင်းရဲတပ်တွေစီမှာအလင်းဝင်ရောက်လာတယ်လို့သက်ဆိုင်ရာတော်လိုင်းရဲတပ်တွေစီကနေသိရပါတယ်ရွှေဘိုမြို့နယ်မှာတော့မတ်လ၁၇ရက်နေ့ကပဲ ဇီဗီကုံပျူစောတီချေမာကိုရောက်နေတဲ့စစ်ကောင်စီတပ်သားတအူးဟာသူကိုင်ဆောင်တဲ့တနက်နဲ့အတူမိသားစုပါခေါ်လာပြီးတော်လန်ရေးတပ်တွေစီမှာအလင်းဝင်ရောက်လာတာဖြစ်တယ်လို့ရွှေဘုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့တာဝန်ရှိသူတအူးကရန်ကုန်ခေတ္တကိုပြောပါတယ်။တစ်ဖက်ကပလဲမြို့နယ်မှာလည်းမြို့ပေါ်မှာတာဝန်ကျနေတဲ့စစ်ကောင်စီတပ်သား၃ဦးဟာဖေဖော်ဝါရီလ29ရက်နေ့ကပဲလက်နက်နှစ်လက်နဲ့အတူတော်လန်ရေးတပ်တွေစီကိုအလင်းဝင်ရောက်လာပြီးလက်နက်ပါပါလာတဲ့အတွက်စုငွေပါချင်းမြင့်ပေးထားတယ်လို့လည်း BNRA တပ်ဖွဲ့ကထုတ်ပြန်ထားပါသေးတယ်ခင်ဗျ။ Okay. Tagaro yon kete ka ni. Dine ne ne ke dine ne ko tin sa pike ra ba. Chisu pike to chisu to ma le. Chuno